ရခိုင်ပြည်နယ်ကနေမကွေးတိုင်းဝန်ပေါက်ဖြစ်တဲ့ငဖဲမြို့နယ်အမ်ဘရန်လမ်းမော်ကအာနာသိန်းတက်ရဲ့နယ်ရီကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းဟာအာရကတပ်တော်အေးနဲ့တော်လိုင်းပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ခန့်စစ်ပြတ်နေပြီလို့မြေပြင်စည်ရေးတရေမြစ်တွေက AR ကိုပြောပါရယ်။နယ်ရီကန်စခန်းကိုဝန်းရံထားတဲ့အာနာသိန်းတက်ရဲ့ကာကင်းစခန်းတွေဖြစ်တဲ့ Fighter ကုန်းစခန်း MPD တာဝါတိုင်းစခန်းကုတ်ကြီးရွာအခြေစားရဲစခန်းနဲ့ကာကင်းစခန်းစွန့်တက်ရွာစခန်း လင်းတဲ့ရွာစခန်းနဲ့တုံးကြီးရွာစခန်းတို့ကိုအေအေနဲ့ပူပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီးတဲ့နောက်လက်ရှိမှာတော့နေရီကန်စခန်းတစ်ခုပဲကျန်ရှိတော့တာဖြစ်ပါတယ်။နေရီကန်စခန်းမှာကျန်ရှိနေတဲ့စစ်သားတွေကလည်းစခန်းဆုံးခွာထွက်ပြေးတာနဲ့လက်နက်ချအလင်းဝင်တာတွေရှိနေတယ်လို့မြေပြင်စစ်ရေးသတင်းမြစ်ကပြောပါတယ်။နေရီကန်ကကြာရှုံးကန်ဖြစ်သွားပြီးကျသွားပြီးဒါပေမဲ့ရတဲ့အဆင့်တော့မဟုတ်သေးဘူး။သူတို့ဘာမှလုပ်လို့မရတော့ဘူး။မြေပြင်ကလုံးဝမရတော့တဲ့အတွက် ဝိုင်းတွဲတွေလေချောင်းနဲ့ဘုံကျဲကူရယ်အင်အားစားနေအိခါဖြစ်တယ်။ဒါပေမဲ့နေအိကန်ကုန်းကရေလုံးဝမရှိဘူး။ရေတောင်ထွက်တဲ့နေရာမဟုတ်ဘူး။စားနေအိခါကလည်းတောင်ပေါ်ကုန်းဖြစ်တော့မလွယ်ဘူး။သူတို့ကိုအပေါ်ကပဲရေကအစရေခါကြောက်ကအစပို့နိုင်ရင်တော့တောင့်ခံလို့ရမယ်။ကောက်ကလာဆောင်လိုက်ကောက်ဝေးဘာရှင်ရေလိစကပြောင်းနေလို့ ော်တိုမာ၁၁ရက်နေ့ကလေးချောင်းကနေဝိုင်းတွဲနဲ့လာပို့တဲ့ရိတ်ခါနဲ့ခဲရံတွေကိုအေနဲ့တော်လင်ရေးတပ်တွေဘက်ကရလိုက်တာရှိခဲ့ပြီးအော်တိုဘာ၁၂ရက်နေ့လေးချောင်းကလာပို့တာမှာတော့နိုင်ကန်စကမ်းမှာပိတ်မိနေတဲ့အာနာသိန်းတပ်သားတွေကရလိုက်တယ်လို့သိရပါဗျ။အော်တိုဘာ၁၁ရက်နေ့ကမကွေးမြို့အခြေစိုက်တပ်မရှိရှိနဲ့စုဖွဲ့အင်အားတချို့ကိုစစ်ကောင်း၁၁စီးနဲ့နိုင်ကန်ကိုစစ်ကိုပို့ဖို့ကြိုးပမ်းခဲ့ပေမဲ့ တော်လိုင်းတက်တွေရဲ့ဖြတ်တောက်ထားမှုကြောင့်ပြင်းဝရွာကနေရှေ့ဆက်မတက်နိုင်ခဲ့ဘူးလို့စည်ရည်သတင်းမြစ်ကပြောပါရယ်။နယ်ရေကန်လေချောင်းရံကောက်ွယ်တဆက်ကန်ကအမ်ဘရန်လန်ကျောပေါ်မှာတည်ရှိတာဖြစ်ပြီးအမြင့်ပိ9000လောက်ရှိတဲ့တောင်ပေါ်မှာဗျူဟာမြောက်တည်ဆောက်ထားတဲ့လေချောင်းရံကောက်ွယ်စခန်းဖြစ်ကရေဒါစနစ်တွေကိုပါတပ်ဆင်ထားတယ်လို့စည်ရည်သတင်းမြစ်တွေကပြောကြပါရယ်ရှင်။